ရွာလေးတရွာမှာရာဒီကာဆိုတဲ့၁၄နှစ်အရွယ်ကောင်မလေးတယောက်ရှိပါတယ်။ရာဒီကာကအရန်ယူသားပြီးတော့ဖြူစင်းတဲ့မိန်းကလေးပါ။သူ့ရဲ့အမေဖြစ်သူကတော့ငငယ်လေးကဆုံးပါသွားခဲ့ပါပြီ။အဖေဖြစ်သူကနောက်အိမ်တောင်ပြုလိုက်တာကြောင့်ရာဒီကာဘွားလေးကို ကမလာဆိုတဲ့မိတွေရောက်လာခဲ့ပါတယ်။ကမလာကအပြင်းမမှာတော့စကားကိုချူချူသားသားပြောရင်မယ်။စိတ်ထဲမှာတော့ရာဒီကာကိုအရန်ကို မုန်းတီးနေရပါဗျ။ မနက်ခင်းချိန်လေးမှာတော့ရာဒီကာတယောက်ရေခတ်ပြီးပြန်လာရင် သူ့ဘာသာတယောက်တည်းရေရွနေမိပါတယ်။အမေသာရှိနေသေးရင်တော့ငါဒီလိုပင်ပင်ပန်းပန်းတွေတယောက်တည်းလှုပ်เสียလို့မှမဟုတ်ဘူး။အဲ့ဒီချိန်မှာပဲမိတွေးကမလာက ရုတ်တရက်ကြီးတကားဖွင့်ပြီးတော့ထွက်လာပါတယ်။ဟဲ့ရာဒီကာနေပါလို့ဒီလောက်တောင်မှကြာနေရလေ။နေရာပြင်ပြန်တော်ဝင်တော့မယ်။နေရာခုထိရေခတ်လို့မပြီးသေးဘူးလား။ တော်တော်ပြင်းတဲ့ဟာမပဲရေအိုးတွေကအရင်လီတော့အချိန်နည်းနည်းပိုကြာသွားတာပါအမေရဲ့ဟဲ့ဟဲ့ငါ့ကိုအမေလို့မခေါ်နဲ့နင်းရဲ့အမေကတည်သွားပြီငါကနင့်အမေမဟုတ်ဘူးနားလေလားပြီးတော့ငါ့ကိုလည်းပြန်ခံမပြောနဲ့ရာဒီကလည်းငြိမ်ကြသွားပြီးတော့မျက်ရည်တွေစီးကြလာပါတယ်အဲ့ဒီချိန်မှာပဲသူ့ရဲ့ဖေရှရန်ကထွက်လာပါတော့တယ်ကမလာရဲ့ကလေးကိုဘာလို့ဒီလောက်တောင်မှစိတ်ဆိုးနေရလဲ ူကငငယ်လေးပဲရှိသေးရဲ့လीပါငယ်သေးရဲ့ဟုတ်လားအသက်က16နှစ်တောင် ရှိနေပြီလေအလုပ်လေးတော့ကုလုပ်သင့်ပြီပေါ့ဒါဝိမဲ့အခုတော့ကြည်ပါအာရှိတနေ့ကုန်ရောင်း60လုပ်ပြီးတော့ကောင်းငင်ကြီးကိုပဲမော့ကြည့်နေတဲ့အေးပါငါသမီးကိုငါပဲတေချာစုံမလိုက်ပါမယ်ဟုတ်ပြီလားအဲ့ဒီနောက်တော့ကမလာလေဒေါသတကြီးနဲ့အိမ်ထဲကိုဝင်သွားပါတယ်ရာဒီကာမိဘချောင်းနဲ့အလုပ်လုပ်နေတော့ သူ့ရဲ့မောင်လေးမူနီကရောက်လာပါတယ်။မမတအားအတွက်မောင်လေးလုပ်ပေးပါလားဗျာ။ဟုတ်ပြီမောင်လေးအမအခုရဲ့မောင်လေးအတွက်မောင်နေလုပ်ပေးမယ်နော်။အဲ့ဒီချိန်မှာကမလာကဝင်းလာပြန်ပါတယ်။ဟဲ့မူနီငါနဲ့ဘယ်နှခါပြောရမလဲ။ဒီကောင်မစီကဘာမှမတောင်းမနဲ့ဆိုမှ तू ကနင့်အမရင်မဟုတ်ဘူးဟဲ့။ဒါပေမဲ့အမေတာမမကိုချစ်တယ်လေတိတ်ဆန်း ဒါကနင့်မမဟုတ်ဘူးလို့ဘယ်နှခါပြောနေအောင်မလဲတော်တော်နင့်ခန်းထဲကိုဝင်နေတော့အခုချက်ချင်းဒီကနေချက်သွားလိုက်တော့ဘာဒီကာကတော့မျက်ရည်တွေတုပ်ပြီးတော့အလုပ်တွေကိုပဲဆက်လုပ်နေပါတယ်ဒီနာရာဒီကာတယောက်တည်းထိုင်ပြီးတော့ဝမ်ပန်တနေနဲ့ကောင်းငင်ကို မောကြည့်နေပါတယ်။အမေအခုနေမိသားရှိနေသေးရင်တဲ့အိတ်ကိုကောင်းပါပဲ။မိတွေကသမီးကိုဘာလို့များဒီလောက်တောင်မုန်းနေလဲဆိုတာသမီးနားမလဲတော့ သမီးကမိခင်မြတ်တာလေးနည်းနည်းပါးပါးလိုချင်မိုံပါအဲ့ဒီချိန်မှာပဲရုတ်တရက်အနောက်ကနေခြေတန်ကြားလိုက်ရလို့ရာဒီကာလှည့်ကြည့်လိုက်တော့အိမ်ကြီးချင်းအဖွားရှကုံတလာဖြစ်နေပါတယ်သမီးလေးဘာလို့ဒီမှာတယောက်တည်းထိုင်နေရလဲဘာမှမဟုတ်ပါဘူးဖွားရင်သမီးအိမ်မပြောလို့ပါနေမေဆုံးမိတဲ့ကနင်းဘဝလေနေချင်းညချင်းပြောင်းသွားရတာပဲဒါဝိမဲ့သမီးလေး ဒီတခုတော့မြင်းမြင်းမှတ်တာအမြဲတမ်းလဲကတ်မစိုးနိုင်ပါဘူးခေတနေ့ကျရင်တော့အမှန်တရားကပေါ်လာအောင်ပါပါဒါကြောင့်သမီးလေးယုံကြည်ချက်ရှိရှိနေနော်ဘာဒီကလည်းအဖွားပြောတာကိုသေချာနားထောင်ရင်သူ့ရင်ထဲမှာအကြောက်တရားရောစူးစမ်းခြင်းစိတ်တွေပါထူးထူးဆန်းဆန်းပေါ်လာပါတော့တယ်ဒီနေ့တော့ရာဒီကာလေးခင်ဗျာအိမ်ရှိမှာအဝိရှော်နေပါတယ်။အဲ့ဒီချိန်မှာပဲကမလာကလက်ထဲမှာဒုတိယချောင်းကင်ပြီးတော့ထွက်လာပါလေရော။ ဘာဒီကအလုံးလုံးရင်ပော့ပြက်ပြက်မလုတ်ပါနဲ့လို့ငါဘယ်နှခါပြောရမလဲကြည်စမ်းဒီအစွန်းကအခုထိမပြောင်းသေးဘူးတမီလည်းစူးစမ်းပြီးတော့ရှော့ကြည့်ခဲ့ပြီမေဒီအစွန်းကြီးကအရန်ထင်းနေတော့မပြောင်းသွားတာပါဟဲ့ငါ့ကိုအမေးလို့မခေါ်နဲ့လို့ဘယ်နှခါပြောရမလဲဒီအစွန်းမပြောင်းရင်တေချာအားဆိုင်ပြီးတော့ရှော့မဟုတ်လို့ကတော့နေ့တစ်ခုလုံးအယိုးကျိုးတဲ့အထိငါကရိုက်ပြစ်မယ်ကမလာကဒုံနဲ့ရိုက်ဖို့ရွယ်လိုက်တုံးပါပဲ ရှရန်ကရောက်လာပါလေရောဟော ကမလာကလေးကိုအလွတ်ပေးလိုက်စမ်းမဘာလို့ဒီလောက်တောင်မှအော်ဟစ်နေရတာလဲအရေးထဲမှာရှင်ရလဲတမောက်ကျမကသူ့ကိုအလုတ်တေချာလုတ်တက်အောင်တင်ပေးနေရလေရှရန်ကတော့ခေါင်းကိုရမ်းခါရင်းနဲ့ထွက်သွားပါတယ်အခုတော့ကမလာကရာဒီကကိုဒေါသတကြီးစိုက်ကြည့်နေပါပြီဒီလိုနဲ့ရာဒီကအကြောင်းသားတော့လမ်းမှာတငငချင်းဖြစ်တဲ့စီမာနဲ့တွေ့ပါတယ် ဟဲ့ရာဒီကနင်းရဲ့မျက်နှာပေါ်ကဒဏ်ရာတွေကဘလို့ရလာလဲ။အော်ဘာမှမဟုတ်ပါဘူးဟာဒီတိုင်းမင်းမတော်တဆချော်လေးသွားလို့ပါ။နင်းရောလေဘယ်တော့ဖြစ်ဖြစ်ငါမေးလိုက်ရင်အဲ့ဒီတိုင်းမင်းဖြေတယ်။မှန်မှန်ပြောစမ်းနင်းရဲ့မိတွေကနင်းကိုရိုက်လိုက်တာမလား။ငါဘာမှပြောလို့မရလို့ပါစီမာရေတကယ်လို့များဒီအเจ้าသာပေါက်ကြသွားရင်အဖေရောငါပါဒုက္ခရောက်ကုန်လိမ့်မယ် စီမာလည်းဒေါသတကြီးနဲ့ရာဒီကာလက်ကိုကားလိုက်ပါတယ်။နင်မမှမကြောက်နဲ့တကယ်လို့နင်အခက်ခဲကြုံလာရင်တော့ငါ့ကိုပြောပြနော်။ဒါပေမဲ့ရာဒီကာကတော့တိတ်တိတ်လေးပဲနေပြီးဘသူကမှထုတ်မပြောခဲ့ပါဘူး။ညာရောက်လို့ရာဒီကာရေတောက်သွားနေတော့အခန်းထဲကတီတို့ပြောတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။သူတကားကြားကနေချောင်းကြည့်လိုက်တော့ကမလာကလူစိမ့်တယောက်နဲ့တူတူတိတ်တိတ်စကားပြောနေရပါဗျ။ ဟုတ်တယ်အကောင်လုံးအဆင်ပြေနေပြီကလေးမလေးရောတန်တရားဝင်နေပြီလားအခုထိတော့မဝင်သေးဘူး तू ကအသေးငယ်တယ်ဒါပေမဲ့တရားမှတ်ထားနော်ဒီလိုအပ်ချက်ကိုဘယ်သူမှအသိခံလို့မဖြစ်ဘူးကောင်းပြီလေပတ်စံသာအသိမြင်ထားလိုက်မဟုတ်ရင်တော့တိတဲ့အတိုင်းပဲစကားဆုံးတော့လူစိမ့်လဲပြန်သွားပါတယ်ကမလာလည်းတကားကိုပြန်ပိတ်လိုက်ပါတယ်ရာဒီဂါကတော့အเจ้าဆုံးကြားလိုက်ရတော့ကြောက်လွန်းလို့တုန်လှုပ်နေရပေါ့ အဲ့ဒီလူကဘသူလဲပြီးတော့ငါရဲ့မိတွေကဘလို့လှုပ်ဝက်ချက်ကိုဖုံးကွယ်ထားတာလဲဘာဒီကသူ့ခန်းထဲပြန်ရောက်လာတော့အဲ့လိုမပြောတော့ပါဘူးအဘွားကပြောဦးတယ်အမန်တရားဆိုတာတနေ့တော့ပေါ်လာမှာပဲတဲ့အဲ့ဒီအမန်တရားကငါရဲ့မိတွေနဲ့ပတ်သက်နေရများလားဒါပေမဲ့ငါသာအမန်တရားကိုသိအောင်စူးစမ်းမယ်ဆိုရင်ဘာတွေများဆက်ပြီးတော့ဖြစ်လာနိုင်မလဲ ရာဒီကလည်းဒီလိုတွေးရင်းနဲ့ပရင်ပေါက်ကနေပြင်ကိုလှမ်းကြည့်လိုက်ပါတယ်။လာရောက်အောင်မှာတော့သူ့မျက်နာလေးပေါ်မှာ အကြောက်တရားရောတတိပါရောနောပေါ်လွင်နေပါတယ်။မနေ့ရောက်လို့ရာဒီကတယောက်မိဖို့ကြောင့်နဲ့ပကံစေးနေတော့ကမလာကဝင်လာပြီးတော့စူပူအော်ဟစ်ပြန်ပါတယ်။ရာဒီကနင်တာဘာလုပ်ထားရလဲ။နွားနို့တွေဝေကြကုန်ပြီလေ။နင့်ကိုခိုင်းလိုက်ရင်ဘယ်အလုံးမှဖြစ်ဖြစ်မြောက်မြောက်ကိုမရှိဘူး။ ။တမီလည်းစူးစားပြီးတော့လုံနေရပဲအမီရဲ့ခနာလေးမျက်စီလွှဲလိုက်ပြီလို့ဒီလိုဖြစ်သွားတာပါ။ငါ့ကိုမေးလို့လာမခေါ်နဲ့။ပြီးတော့ဒီနေ့ကစပြီးတော့နင်ကြောင်းသားစရာမလိုတော့တနေ့လုံးအိမ်အလုပ်တွေပဲလုပ်ရတော့မယ်။ဒါပေမဲ့ဖေကတမီကိုစတင်ရမယ်လို့ပြောထားရဲ့လေ။ဒါကိုကြားတော့ကမလာလေသူ့ကိုပြန်ခံပြောရကောင်းမလားဆိုပြီးတော့ဒေါသတကြီးနဲ့ရာဒီကာရဲ့လက်ကိုဆွဲလိုက်ပါတယ်။ ဟဲ့အဲ့ဒါငါကိစ္စငါဘာသာနင့်ဖေကိုပြောလိုက်မေနင်ကငါခိုင်းနာကိုပဲတိတ်တိတ်လေးလုပ်နေဒါဝိမေညာရောက်တော့ရာဒီကလည်းတတိမွေပြီးတော့သူ့ဖေရှရန်ကိုပြောလိုက်ပါတယ်အဖေတမိចောင်းသွားခြင်းနဲ့အမေကအဲ့ဒီမိတွေကတမိကိုចောင်းပေးမတက်တော့ဘူးလေလေတမိရဲ့အဖေတမိကိုဘယ်လောက်ချစ်လဲသိရဲ့မလားဒါဝိမေတမိအမေ အော်မဟုတ်ပါဘူးကမလာကလေအဲ့ဒီလိုပြောတယ်ဆိုရင်တော့တခုခုအကြောင်းပြချက်ရှိလို့ဖြစ်မှာပါ။ तू ကသမီးကိုအမြဲတမ်းစူငေါပြီးရောရိုက်ပုတ်နေရလေအဖေ။အဲ့ဒါကိုအဖေမမြင်ဘူးလား။အိမ်ထဲမှာမိသားစုအေးချမ်းဖို့ကလည်းအရေးကြီးတယ်လေသမီး။ဒါကြောင့်သမီးရပဲတီးခံလိုက်ပါ။ဒါဆိုအဆအဆရရာအဆင်ပြေသွားပါလိမ့်မယ်။ဘာဒီကလည်းအဖေဖြစ်သူကိုအားကိုးလို့မရတဲ့အဆုံးငိုယုတ်ပြီးတော့ထွက်သွားခဲ့ပါတဲ့ ညာရောက်ပြီမို့လို့လူတွေလဲကိုစီအိပ်ပျော်နေကြပါပြီမိတွေးကမလာနဲ့လူစိန်တွေးခဲ့တဲ့အခန်းထဲမှာတစ်တာဟန်လေးတလုံးရှိတာကိုရာဒီကာသတိရသွားပါတဲ့ဒါနဲ့သူလည်းတိတ်တိတ်လေးသွားကြည့်လိုက်ပါတဲ့အခန်းထဲရောက်တော့သူအဲ့ဒီတစ်တာဟန်လေးကိုဖွင့်ကြည့်လိုက်တယ်အထဲမှာတော့ဟောင်းနှဲနေတဲ့စာရွက်စာတမ်းတချို့နဲ့ယရနာ88ကို တွေးလိုက်ရပါတဲ့အဲ့ဒီချိန်မှာပဲနောက်ကနေအတန်တန်ကိုရုတ်တရက်ကြားလိုက်ရပါလေရောအမေ သမီးကရေးလာယူတာပါနင်ပြောင်းမလိန်နဲ့နင်ဒီအခန်းထဲကိုချောင်းကြည့်နေကြမလားနင်မြဲမြဲမှတ်ထားနင်ဒီအခန်းချောင်းကိုတယောက်ယောက်ကို ပြောပြလိုက်တာနဲ့နင်အဖြစ်က လှမှာမဟုတ်တော့ဘူးနော်အဲ့ဒီလိုနဲ့နောက်နေ့မှာတော့ရာဒီကလည်းတယောက်ထဲအခွင့်ရရတော့အိန်းကြီးရဲ့အဖွားရှကုန်နလာစီကိုတွားတွေ့ပါတယ်အဖွားကြီးဘွားသမီးတော့အရန်ကိုကြောက်တာပဲအမေကလူစိမ်းတယောက်နဲ့တွေ့တွေ့နေတယ် ပြီးတော့အိမ်မှာထူးဆန်းတဲ့ပစ္စည်းတွေထည့်ထားတဲ့တစ်တာတစ်လုံးလည်းရှိနေသေးတယ်။ဘလို့တစ်တာဟုတ်လား။အထဲမှာစာရွက်စာတမ်းအဟောင်းတွေပါသေးလားတမီလေး။ဟုတ်ကဲ့ဘွာ။တမီလေးတစွန်းတစပဲမြင်လိုက်ရတာ။စာရွက်စာတမ်းတွေပါတယ်ထင်ပါရဲ့။တမီလေးတမီလေးဒီကိစ္စကိုသိချင်မှသိလိမ့်မယ်။တမီဖေရဲ့ပထမဇနီးတမီးရဲ့အမေရင်ဆုံးတော့ဘာလို့ရုတ်တရက်ကြီးဆုံးသွားလဲဆိုတာ ဘယ်တော့မှအကြောင်းရင်းမပေါ်ခဲ့ဘူးအပွားထင်တာတော့အဲ့ဒီတက်တာထဲမှာလူဝက်ချက်ရှိနေလောက်တယ်ဒါကိုကြတော့ရာဒီကလည်းအံ့ဩမြင်သက်သွားတယ်သူ့ရဲ့မျက်နှာပေါ်မှာလည်းအကြောက်တရားတွေရောတိကျင်စိတ်တွေပါရောနှောပြည့်နှက်လို့နေပါတယ်ဒါဖြင့်အမေဆုံးတာမတော်တဆဖြစ်တာမဟုတ်ဘူးပေါ့နော်အပွားလည်းအတက်တော့မပြောနိုင်ဘူးသမီးဒါပေမဲ့တခခုခုတော့လွဲနေရသေးကြတယ်ဒါကြောင့်သမီး အမှန်တိုင်းသိရအောင်လုံးမဖြစ်မယ်။ညဘက်ရောက်တော့ရာဒီကာကပရင်ပေါက်ကနေအပြင်ကိုကြည့်နေပါတယ်။ဒီချိန်မှာပဲလူစင်းကအိမ်ဝိုင်းထဲကိုရောက်လာပြီးကမလာနဲ့တီတိုပြောဆိုနေပြန်တယ်။နေမြမြန်ဆုံးဖြတ်တော့ကောင်မလေးရအွေရောက်လာပြီးသူသာအမှန်တရားကိုသိသွားရင်ငါတို့အတွက်ခက်ခဲလိမ့်မယ်။နင်ပူမနေစမ်းပါနဲ့။အဲ့ဒီကောင်မလေးကငါလက်ခုပ်သေးကရေးပါ။နင်ပြောတာတော့ဟုတ်တယ်။သူ့ဘက်ကတိတ်ပြီးတော့ဆက်ဆူလာရင်တော့လေ။ သူ့ကိုရှင်းပြရမှာပဲဒီစကားကိုကြတော့ရာဒီကရင်နဲ့ဒိငနေဖြစ်သွားပါတယ်ဒီလိုနဲ့ပဲသူ့စိတ်ထဲကအကြောက်တရားတွေလည်းတစ်ချိန်လို့ကြီးထွားလာပါတော့တယ်ဒါဖြင့်အမေဆုံးသွားတာကတကယ်မတော်တဆမဟုတ်ဘူးပေါ့ငါရဲ့မိတွင်းနဲ့ဒီလူစိမ်းသာတခုခုဘုန်းကွယ်ထားတဲ့ဆိုရင်ငါဘလို့နီးနေဖြစ်ဖြစ်အမှန်တိုင်းသိအောင်လုပ်ရမယ်အဲ့ဒီလိုတွဲရင်နဲ့ပဲပရင်ပေါက်ကနေအပြင်ကို ကြည့်နေပြန်တယ်ညအမောင်တို့နဲ့တိရွတ်လောက်တန်တွေက သူ့ကိုပို့ပြီးတော့အကြောက်ပိုစေပါတယ်ဒီချိန်မှာပဲတကားကဖြည်းဖြည်းချင်းပွင့်လာပါလေရော ရာဒီကလည်းလမ်းဖြတ်ပြီးတော့နောက်ဆုတ်လိုက်ပါတယ်ဒါပေမဲ့အထဲဝင်လာတဲ့သူကတော့သူ့ရဲ့ညီမလေးဤရှိဖြစ်နေပါတယ်ဤရှိဆိုတာက သူ့ရဲ့မောင်လေးမူနီရဲ့ညီမလေးပါမမဘာလို့ငိုနေရလဲယင်ဘာမှမဟုတ်ပါဘူးညီမလေးရေအမအိတ်မပြောလို့ပါအမရေညီမလေးလည်းအမေကိုကြောက်တယ် "तू आ ညီမလေးကိုတော့မဆူပါဘူး။ဒါပေမဲ့မမကိုရရင်တော့ညီမလေးရဲ့စိတ်ထဲမှာမကောင်းပါဘူးရှင်။နောက်တနေ့နေ့လေရောက်တော့ကမလာတယောက်ဈေးထွက်သွားပါတယ်။ရာဒီကလည်းအခွင့်ကောင်းဆောက်ပြီးတော့အဲ့ဒီခန်းထဲဝင်သွားပြီးတစ်တာကိုဖြွင့်လိုက်ပါတယ်။ဒီတခါတော့အထဲကစာရွက်စာရန်တွေကို तू ဟာမြင်မြန်ဆန်းဆန်းထုတ်ကြည့်လိုက်တော့မြေယာပိုင်ဆိုင်မှုစာရွက်စာရန်ဟောင်းနေနဲ့သူ့အမေရင်းရဲ့ဒါယာရီစာအုပ်လေးကို တွေ့လိုက်ရပါတယ်။ ဒီနေ့ကျမတော်တော်ကြောက်နေမိတယ်။ကမလာကအိမ်ကိုခဏခဏလာနေတယ်။ရှရန်ကလည်းဘာမှနားမလဲ။ဒါပေမဲ့ကျမခံမှန်းမိတလောက်ကတော့သူကကျမနေရာကိုယူချင်နေတာ။ဘာဒီကလည်းစာအုပ်ဖတ်ပြီးတော့အံ့ဩသွားပါတယ်။အဲဒီချိန်မှာပဲအပြင်ကနေခြေတံကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့သူလည်းစာရွက်စာရမ်းတွေကိုအမြန်ပြန်ထည့်လိုက်ရတာပေါ့။အဲဒီနောက်တကားပွင့်လာပြီး သူ့ရှိကို ကမလာကရောက်လာပါတော့တယ်။နင်ဒီမှာဘာလုပ်နေပြန်ပြီလဲ။ဒီအခန်းနဲ့ဝေးဝေးမှနေဖို့ငါနင့်ကိုဘယ်နှခါပြောရမလဲ။သမီးကတပြက်စီလာလဲတာပါရှင်။ရာဒီကခမားကကြောက်လွန်းလို့ခေါင်းကိုငုံထားပါတဲ့။အဲ့ဒီလိုနဲ့တနေ့ကျတော့ရွာမှာနှစ်ပတ်လေဖျားပွဲစီကျင်းပတဲ့ချိန်ကိုရောက်လာပါတယ်။ရှရန်ကတော့ဖခင်ပြီးပြီး ကလေးတွေကိုခေါ်ပြီးတော့ပွဲစည်းလိုက်ပို့ဖို့ကမလာကိုပြောပါတယ်။ကမလာ ကလေးတွေလည်းပွဲစည်းခေါ်သွားလိုက်ပါလား။သူတို့လည်းပြောရတာပေါ့။ကောင်းပြီလေ။ဒါပေမဲ့ကျမကတော့မူနီနဲ့အီရှိကိုပဲခေါ်သွားမယ်။ရာဒီကကိုတော့အိမ်ထဲမှာပဲနေခဲ့ခိုင်းလိုက်။ဟောကမလာကဘာဖြစ်လို့လဲ။ကျမပြောပြီလေ။ तू ကအိမ်မှာလှုပ်ရှားအလုပ်တွေရှိတယ်။မိမဖြစ်သူကစီရောက်တော့ ရှရန်လည်းငြိမ်ကြသွားပါတယ်။ဒီလိုနဲ့အားလုံးလည်းပွဲစည်းထွက်သွားကြတော့ရာဒီကာတယောက်တည်းအိမ်မှာကြံခဲ့တော့တာပေါ့။သူလည်းအခွင့်ကောင်းရပြီအမှန်နဲ့အိမ်ထဲမှာတယောက်တည်းအမှန်တရားကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်နောက်နားကဗီဒီယိုအဟောင်းကိုဝင်ကြည့်လိုက်တော့ဘူးလေးတပူးကိုတွေးလိုက်ရပါတယ်။အဲ့ဒီထဲမှာတော့အစိတ်ပလင်းတစ်လုံးနဲ့သူ့အမေရဲ့ဓာတ်ပုံလေးတစ်ပုံရှိနေပါတယ်။ဒါကအဖေအမြဲရှာနေတဲ့ဓာတ်ပုံပဲ။ ပြီးတော့ဒီအစိတ်ကဘာလဲမောင်မလွယ်ရောဒါကြောင့်မေအမေကသုံးသွားရများလားရုတ်တရက်ဆိုသလိုပဲသူ့နောက်မှာကမလာစကားလာပြောနေကြလူစိမ့်ကရောက်လာပါလီရောအော်နင်ကတော်တော်ကိုအမွေအနောက်ကောင်းတာပဲသိပြီးတော့မဆက်စူးနဲ့နော်မဟုတ်လို့ကတော့နင့်အမေလိုပဲဇက်သိမ့်သွားမယ်မတ်ရာဒီကလည်းကြောက်လန့်ပြီးတော့နောက်ဆိုလိုက်ပါတယ် ဲ့ဒီချိန်မှာပဲတကားခေါက်တံကို ရုတ်တရက်ထက်ပြီးတော့ကြားလိုက်ရတော့လူစိမ့်လဲကြပြကြရထွက်ပြေးပါတော့တယ်။ရာဒီကာကတော့ငိုယူပြီးအိမ်ကြီးချင်းအဘွားရှက်ကုန်းတလားစီရောက်သွားပြီးပြစ်ချန်းကုန်စင်ကိုပြပြလိုက်တော့တယ်။အဘွားတမိတက်တီတွေတွေ့ခဲ့တယ်။အိမ်မှာအစိပ်ပလင်းတပလင်းလဲတွေ့တယ်။အမေဒိုင်ယာရီရဲမှာလဲမိတွေးကိုကြောက်နေရတဲ့အကြောင်းရေးထားတယ်။သမီးလေး ဒါဆိုရင်တော့ကိစ္စတွေကတိကျသွားပြီ။သမီးမေတေးရတာမတော်တဆမဟုတ်ဘူး။ဒါကလောက်ကြံခံရတာသမီးလေး။ဒါတွေအကုန်လုံးနင့်မိတွေနဲ့ဟိုလူစိမ်းရဲ့လက်ချက်ပဲ။ဒါပေမဲ့လည်းတကယ်လို့သမီးကအဖေကိုပြောပြလိုက်ရင်အဖေကယုံမမလားအဖွားရဲ့။အခုလောလောဆယ်တော့ယုံမမဟုတ်သေးဘူး။ကမလာကနင့်အဖေကိုကောင်းကောင်းကြီးချုပ်ကင်ထားတဲ့။ဒါပေမဲ့မပူနဲ့။အမှန်တရားဆိုတာဘုံွက်ထားလို့မရဘူး။ ဒါကြောင့်တမီလေးတက်တီမွေးထားနော်။ညရောက်တော့ကမလာနဲ့လူစင်ကအိမ်နောက်ဝေးမှာရက်နေကြပြီးရာဒီကာကပရင်ပေါက်ကနေချောင်းနာထောင်နေပါတယ်။အချိန်တော်တော်နားနေပြီးကောင်မလေးကတန်တရားစပြီးရောဝင်လာပြီးတကယ်လို့များ သူ့သားရဲကိုဖြစ်ဖြစ်တယောက်ယောက်ကိုဖြစ်ဖြစ်ပြောပြလိုက်ရင်ငါတို့အစီအစဉ်တွေအကုန်လုံးပျက်စီးသွားလိမ့်မယ်။အဘူဟာနဲ့မနှက်ပြန်ကြရင်တော့သူ့ဘယ်တော့မှပါဇက်ဟနိုင်မှာမဟုတ်တော့ဘူး။ ။ဒါကိုကြားတဲ့ရာဒီကလည်းတတော်လေးကိုကြောက်လန့်သွားတယ်။ကြောက်စိတ်ကြောင့်အသက်ရှူပုံမြင်လာပြီးသူ့ဘာသာတယောက်တည်းရေရွတ်နေမိတယ်။ဒီလူတွေကငါ့ကိုပါတက်ချင်နေကြတာပဲ။မဖြစ်သေးဘူးငါအခုချက်ချင်းတစ်ခွခုကြံမှာပဲရမယ်။ဒီလိုနဲ့ရာဒီကခင်ဗျာတညာလုံးအဲ့ရွေးမပြောတော့ပါ။သူဘဝကအတန်ဆက်ပြီးတော့တိတ်နေရင်တရားတော့မယ်လို့တွေးမိနေတယ်။မနေ့ရောက်တာနဲ့သူ့ရဲ့တငယ်ချင်းစီမစီကိုထွက်လာခဲ့ပါတယ်။ ဟဲ့နင်းမျက်နှာတစ်ခုလုံးလည်းဖြူစုပ်နေရပဲမသိရင်တခုခုကို အလန့်တကြားစိုးရိမ်နေတဲ့အတိုင်းပဲရာဒီကနင်းတကယ်ဘာရီများဖြစ်ပြက်နေရလဲငါမေတီယာမတော်တဆမဟုတ်ဘူးစီမပြီးတော့ငါတက်တီတွေများကြီးတွေ့ထားတယ်ငါမိတွေကလူစိမ်းတယောက်နဲ့ပေါင်းပြီးတော့မကောင်းတာတခုခုလောက်ခဲ့ကြတာသိကြတယ်အခုတော့သူတို့တွေကငါ့ကိုပါတက်ချင်နေကြပြီဘာဒါဖြင့်နင်းဖေကိုဒီအကြောင်းနေပြောပြပြီးပြီလား ပြောရသည်ဘူးအဖေကငါပြောရင်ရုံမမဟုတ်ဘူးလေ။ तू ကငါမိတွေခိုင်းသမျှကိုပဲလိုက်လို့နေရ။ဒါပြင်နင်းတယောက်တည်းဘယ်လိုလုပ်မလဲ။အခုငါဒီအမှန်တရားကို လူတိုင်းရှိချပြတော့မယ်။ငါအသက်ကိုပဲရင်းရရင်းရပေါ့။ညနေပဲရောက်တော့ရာဒီကာကအိမ်ကြီးချင်းအဖွားနဲ့ထပ်ပြီးတော့တွေ့ပြန်နေ။သမီးလေးအခုတက်တဲ့ရီဆူပြီးတော့လူတိုင်းရှိမှအမှန်တိုင်းချပြရမယ်။ ငါလူကြီးနဲ့ရဲတွေကပဲတမီးကိုကူညီနိုင်တော့မှာဒါပေမဲ့လေဒီကိစ္စကိုမိတွေးတာရိပ်မိသွားရင်တမီးကိုချက်ချင်းတက်ပစ်လိုက်မယ်အဖွာဒါဖြင့်တက်တဲ့တွေကိုလုံခြုံတဲ့နေရာမှာဝတ်ထားလိုက်တမီးလေအချိန်တန်မှပဲထုတ်ပြလိုက်ပေါ့အဲ့လိုနဲ့ရာဒီကလည်းတက်တိမွေးပြီးတော့ကြောက်နေမယ်စာပြန်ပြီးတော့တိုက်ခိုက်ဖို့ပဲဆုံးပြလိုက်ပါတော့တယ် ညရောက်တော့ကမလာနဲ့အဲ့ဒီလူစင်းကခိုးကြောင်ခိုးဝဲစကားပြောနေကြပြန်နေ။ငါအစိတ်ခက်ပြီးပြီမနှက်ဖြံမနှက်ကောင်းမလေးနွားနှုတ်တောက်လိုက်တာနဲ့ကိစ္စတွေကပြတ်သွားလိမ့်မယ်။ဟုတ်တယ်။ तू မရှိတော့ဘူးဆိုတာနဲ့ပိုင်ဆိုင်မှုကုံလုံးငါတို့နာမည်နဲ့ကြီးဖြစ်သွားမှာဘသူမှလည်းတန်တရားဝင်မှာမဟုတ်တော့ဒါရီအကုန်ကြားတဲ့ရာဒီကာကတော့ကြောက်လွန်းလို့သွေးပြတ်မတက်ဖြစ်သွားပါတယ် မနေ့ရောက်တော့ကမလာက နွားနှုတ်ကကိုယူလာပြီးရာဒီကရှေ့ချပေးပါရယ်။ကျော့သမီးလေးဒီနွားနှုတ်ကိုတောက်လိုက်။ဟုတ်ကဲ့မီအခုပဲတောက်လိုက်ပါမယ်။ရာဒီကကလိမ္မာပါနဲ့စွားနဲ့နွားနှုတ်ကိုပတင်းပေါက်ပြင်မှတ်ကို တိတ်တိတ်လေးသွင်ပြပြီးတော့ခွဲအလုတ်ကိုမိရွေးစီပြန်ပေးလိုက်ပါရယ်။ဒီမမီသမီးတောက်ပြီပြီ။ကမလာကအောင်းနိုင်သွားသလိုကြည်ကြည်နက်နက်ကြီးပြုံးပြလိုက်တဲ့ သူစိတ်ထဲမှာရာဒီကာကခဏနေရင်သိတော့မယ်လို့ထင်နေတော့ ਆ ပေါ့ဒါပေမဲ့တကယ်တမ်းရာဒီကာကအခုမှတံပြန်တိုက်စစ်စင်ဖို့ပြင်ဆင်နေရပါညာရောက်တော့ရာဒီကာကစီမာရဲ့အဘွားရှကုံတလာရင်နဲ့တွေ့လိုက်ပါတယ်သူတို့သမီးကိုစိတ်ခတ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့သမီးညံသုံးပြီးတော့လွတ်လာတာအခုအမှန်တရားကိုလူတိုင်းသိအောင်လုပ်ရတော့မယ်ဒါပေမဲ့နင်ကဘလို့လုပ်မလဲ မနက်ဖြန်ရွာလူကြီးတွေရဲ့စုံညီအစည်းအဝေးရှိတယ်။တမိတက်တဲ့တွေယူပြီးတော့အဲဒီကိုသွားမယ်။အမေရဲ့ဒါယာရီရဲ့အစိတ်ပလင်းရဲ့စာရွက်စာရန်တွေရဲ့အကုန်လုံးကိုပြလိုက်မယ်။တတိမွေးထားနော်တမိလေးတတိကောင်းကောင်းသာမွေးထား။တမိမိရဲ့ဝိညာဉ်ကတမိနဲ့အတူတူရှိနေမှာပါ။နောက်နေရောက်တော့ရွာလေကောင်မှာတကြီးကစုံကြီးအစည်းအဝေးကျင်းပနေပါပြီ။အဲဒီမှာတကြီးကဆလို့ ရွာသားတွေရော သူ့ရဲ့ဘီရှရံမှာရှိနေပါတယ်။ဒီချိန်မှာပဲရာဒီကာကရုတ်တရက်ဆိုသလိုလူတိုင်းရှိကိုရောက်လာပြန်ပါတယ်။ဘာကိစ္စလဲသမီးလေးဘာလို့ငိုနေရအားလဲ။သမီးအားလုံးရှိမှာအမှန်တရားကိုပြောပြခြင်းလို့လာခဲ့တာပါ။သမီးမေဆုံးသွားတာက မတော်တဆမဟုတ်ပါဘူး။တကယ်တော့အဲ့ဒါကလူတတ်မှုပါ။ဒီကိစ္စရဲ့နောက်ကွယ်မှာသမီးရဲ့မိတွေနဲ့လူစိမ်းတို့ရှိနေပါတယ်။ ါဟုတ်ကြတော့ရွာသားအလုံးလည်းအံ့ဩသွားပါတယ်။ရှရန်လည်းအံ့ဩလွန်းလို့မတက်တောင်ထားရလိုက်ပါတယ်။ရာဒီကတမိလေးနင်ပါရီလျှောက်ပြောနေရလေ။ကမလာကလည်းနင်းရဲ့အမေပဲလေ။မဟုတ်ဘူးဘေ။ तू ကတမိရဲ့အမေမဟုတ်ဘူး။တမိအမေအရင်ရဲ့ဒါရွာကြီးကဒီမှာရှိတယ်။ဓာရီကလည်းအမေရင်းဖြစ်သူရဲ့ဒါယာရီအစိတ်ပလင်းနဲ့စာရွက်စာရင်စတဲ့တက်တေတွေအကုန်လုံးကို ရွာလုံးရဲ့ရှေ့မှာခြားပြလိုက်တော့တယ်။ဒါဟုတ်မြင်တော့အားလုံးလည်းမှင်သက်သွားကြတာပေါ့။ဒီထဲမှာရှင်းရှင်းလင်းလင်းရေးထားပြီးသားအမေကကမလကိုအမြဲတမ်းကြောက်နေခဲ့ရတာပြီးတော့ဒီအစိတ်ကအမေကိုတတ်ခဲ့တဲ့အစိတ်ပဲ။တတ်တွေကိုတစ်ခုပြီးတစ်ခုမြင်ရတဲ့ရွာသားတွေလည်းအချင်းချင်းတီးတိုးပြောဆိုကုန်ကြပါတယ်။ကမလာလေသူဘာမှမတက်နိုင်တော့တဲ့ဆောင်းဒေါသတကြီးနဲ့အော်ဟစ်ပါလေရော။ ဟုတ်တယ်ဟဲ့အဲ့ဒါငါလုပ်တာအဲ့တော့ဘာဖြစ်ချင်းလဲငါကနင့်အဖေကစားလို့ဒီအိမ်တွင်မြေတွေအထိအကုန်လုံးကိုလိုချင်ခဲ့တာနင့်အမေကငါလမ်းကြောင်းမှာတားဆီးဖြစ်နေလို့ရှင်းထုတ်လိုက်တာအခုတော့နင့်ဟိုပါရှင်းထုတ်ပြရမယ်ကမလာကဒေါသတကြီးနဲ့ရာဒီကစီကိုပြေးဝင်လာပါတယ်အဲ့ဒီချိန်မှာပဲရွာသားတွေလည်းသူ့ကိုဝိုင်းပြီးတော့ဖမ်းကြတာပေါ့လူစိမ်းကလည်းထွက်ပြေးဖို့ကြိုးစားပြီးမယ်သူ့ကိုလည်းရွာသားတွေကပဲဝိုင်းဖမ်းလိုက်ကြတယ် အဖေကိုခွင့်လွှတ်ပါသမီးလေးရဲ့အဖေသမီးရဲ့ခံစားချက်ကိုနားမလည်ပေးနိုင်ခဲ့ဘူးသမီးတယောက်တည်းခံစားနေရတာကိုအဖေကကမလာရဲ့လက်ခွဲအောက်မှာတစ်ချိန်လုံးနေမိခဲ့တယ်။ရပါတယ်ဖေအခုအကုန်လုံးအဆင်ပြေသွားပြီပဲအမေရဲ့ဝိညာဉ်လည်းတမလွန်မှာငြိမ်းချမ်းလောက်မှာပါ။ရက်ပိုင်းလောက်ကြတော့ကမလာနဲ့ကြံ့ရပါလူစိမ့်လေးထောင်ချသွားပါတယ်။ဓာရီကလည်းအခုဆိုလွတ်လွတ်လပ်လပ်နေနေရပါပြီ။ ကြောင်မြန်တက်ပြီးရောစာကိုတည်တည်ချာချာကြိုးစားတယ်။ရွာသားတွေကလည်းသူ့ကိုလေးစားချစ်ခင်ကြပါရဲ့။ဒီနေ့မှာတော့ရာဒီကာကအင်ခေါင်မိုးပေါ်တက်ပြီးကောင်းငင်ကို မောကြည့်လိုက်ပါရဲ့။အမေဒီနေ့တော့တမီးအမေအတွက်လက်စားချေနိုင်ခဲ့ပြီးနောက်နောက်လည်းတမီးပါကူမှကြောက်ရွံ့မနေတော့ပဲတတိရှိရှိပဲရှင်သန်သွားတော့မယ်လို့ဂရီပေးပါရဲ့အမေ။အဲ့ဒီချိန်ကစားပြီးရောရာဒီကာလေးလည်းသူ့ရဲ့ဘဝကိုပျော့ပျော့ရွှင်ရွှင်မယ်။ ်တတိရှိရှိနဲ့ဆက်လက်ဖြတ်တန်းပြီးတော့နေထိုင်သွားပါတော့တယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။